အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာပြောပြပေးမယ့်အကြောင်းအရာလေးကတော့ cargo logistics တွေနဲ့ supplier တွေအဲအကြောင်းပြောပြပေးမှာဖြစ်ပါတယ်အဲဒီ cargo logistics တွေနဲ့ပတ်သက်ပြီးတော့အာ unit တန်းတွေမရှိသေးတဲ့သူတွေနဲ့ cargo logistics တွေကဘယ်လိုအလုပ်လုပ်တယ်လဲ supplier တွေကဘယ်လိုလုပ်တယ်လို့တလဲ supplier ဆိုတာကဘာလဲဆိုတာကိုသိချင်တဲ့သူတွေအတွက်ဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး cargo logistics တွေအကြောင်းကိုရှင်းပြပေးမယ်ပေါ့နော် cargo logistics တွေဆိုတာကဘာလဲအာ ရှင်းလေးပြောရရင်တော့ကိုခါတစ်ဖက်နိုင်ငံကပစ္စည်းမာဂျင်နဲ့ပေါ့နော်ဒါပေမဲ့တစ်ဖက်ပြည်ပနိုင်ငံတွေကမြန်မာနိုင်ငံကိုပစ္စည်းကိုဓာတ်ရိုက်မပို့ပေးဘူးဆိုတော့ကိုရဲ့ပစ္စည်းကိုကိုမာလိုက်တဲ့နိုင်ငံကနေပြီးတော့မြန်မာနိုင်ငံကိုပို့ပေးဖို့အတွက်ဂျာခန်ပို့ဆောင်ပေးမဲ့သူလိုရယ်ပေါ့နော်ဆိုတော့ဒီဂျာခန်ပို့ဆောင်ပေးရတဲ့အလုပ်ကိုကာဂိုရီကလုပ်ပေးရဲကာဂိုရီကဂျာခန်ပို့ဆောင်ပေးပြီးတော့ဝန်ဆောင်ကပေါ့နော်ဂျာတင်တဲ့ဝန်ဆောင်ကရှိရယ်ဆိုတော့ဒါကကာဂိုရီရဲ့အလုပ်ပေါ့နော်နောက်တစ်ခုက supplier supplier တွေကဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဆိုတော့ ့ဟောကိုကတစ်ဖက်နိုင်ငံကပစ္စည်းမှခြင်းနေပေါ့နော်ဥပမာကိုကထိုင်းနိုင်ငံကပစ္စည်းလေးတွေမှခြင်းနေဒါပေမဲ့အာထိုင်းရဆက်ရုံကိုကိုကကိုရိုင်းအငွေချေဖို့အခက်အခဲရှိရဲကိုရိုင်းဝယ်ဖို့အခက်အခဲရှိရဲဒီအဝက်ဘ်ဆိုက်တွေကိုသုံးပြီးတော့ပစ္စည်းဝယ်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် supplier တွေကကိုစားငွေလွှဲပေးတာတွေကိုစားပစ္စည်းဝယ်ပေးတာတွေကိုလုပ်ပေးရပေါ့နော်ဆိုတော့ဒီလို အော်လောက်ပြီးတဲ့အခါကျတော့ကိုကဥပမာအဖြစ်အဲနိုင်ငံတကာနိုင်ငံဥပမာထိုင်းပေါ့နော်ထိုင်းနိုင်ငံကနေကိုပစ္စည်းတွေအဝတ်ထည်တွေဝယ်လိုက်ပြီးဝတ်ထည်တွေဝယ်လိုက်ပြီးဆိုလို့ရှိရင်ငွေလွှဲပေးဖို့လိုအပ်တယ်ပေါ့နော်ဒီစက်ရုံကိုတိုင်းရိုက်ငွေချေဖို့လိုအပ်တယ်ဆိုတော့ဒီတိုင်းရိုက်ငွေချေတာကို supplier တွေကနေတဆင့်ငွေချေလို့ရတယ်ကိုကဒီဘက်ထိုင်းစက်ရုံကိုကိုကဘတ်တထောင်ပေးရမယ်ဆိုလို့ရှိရင်ကိုကကိုယ်တိုင်ငွေလွှဲဖို့အဆင်မပြေဘူးဆိုတော့ဒီ supplier ကိုဘတ်တထောင်နဲ့ညီများတဲ့မြန်မာငွေပေးပြီးတော့ supplier ကနေတဆင့်ဒီစက်ရုံကိုဘတ်တထောင်လွှဲပေးတယ် โอเคဗတ်ဆက်ရုံမှာလည်းငွေလက်ခံရရှိပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ပြည်စီတွေကိုဒီ supplier ရဲ့ရုံးခွဲပေါ့เนาะဒီအဝယ်တော်ရဲ့အဝယ်တော်ရဲ့ကာကိုရုံးခွဲကိုပို့ပေးတယ်အဲ့ကာကိုရုံးခွဲကနေတစင်မြန်မာနိုင်ငံကိုပြန်ပြီးပို့ဆောင်ပေးရပေါ့เนาะဒါတွေကအာ supplier တွေနဲ့ကာကိုတွေရဲ့အလုပ်လုပ်ပုံပေါ့เนาะ supplier နဲ့ကာကိုကတော့အတူတူပါပဲဒါပေမဲ့ကိုကအာဒီ logistic ကိုသုံးမယ်ဆိုလို့ရှိရင်ကာကိုတီးသံမဲ့သုံးမှာလား supplier ရောသုံးမှာလားဆိုပြီးတော့ကိုကနှမျိုးရွေးချယ်လို့ရတယ်ပေါ့เนาะကိုကကိုကိုယ်တိုင်းဟိုဘက်ဆက်ရုံကိုငွေချေပြီးပြီဆိုလို့ရှိရင်တော့ အဲဒီ logistics တွေကိုကာကိုအနေနဲ့ပဲအသုံးပြုလို့ရတယ်။ကိုကငွေချေဖို့လည်းအခက်အခဲရှိရယ်၊ကိုယ်ဝယ်ယူဖို့လည်းအခက်အခဲရှိရယ်ဆိုလို့ရှိရင်တော့အာဒီ supplier တွေရတာเออซัพพลายเออร์ပါကိုကအသုံးပြုရတော့မှာပေါ့เนาะကာကိုအဖြစ်ရောဆိုတော့အဒီဗီဒီယိုလေးကတော့အဒီကာကိုနဲ့ซัพพลายเออร์ရဲ့အကြောင်းကို အရှင်းပြပေးရတာပါအာနောက်ဗီဒီယိုတွေမှာကားကြတော့ဒီကျမဒီ slide မှာပြထားတဲ့အာကာကိုလေးခုရဲ့အကြောင်းကိုအသေးစိတ် detail ရှင်းပြပေးမယ်ပေါ့နော်ကာကိုတွေကအာဘယ်လိုဝန်ဆောင်မှုတွေပေးလဲဘယ်လိုဝန်ဆောင်ခတွေပေးရလဲရှားချိန်တွေကဘယ်လိုရှိလဲပေးနိုင်ငံတွေကိုပို့လို့ရလဲဘယ်လိုတွေပို့ဆောင်ပေးလဲဆိုတာကိုအာကျမဒီကာကိုလေးလေးခုကိုပေါ့နော်အသေးစိတ်နောက် slide နောက်ဗီဒီယိုတွေမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်